ဓမ္မကိုနင်းလျင်တပည့်တော်တို့ကဘုရားရှင်ကိုစွန့်တည်ပန်းစီမိကတဲ့အရင်တော့ကတော့ကုသိုလ်ရတယ်အတိဆိုတာလောက်နဲ့ကတ်လို့ရတယ်အခုတပည့်တော်စိတ်ထဲအတွေးတစ်ခုဝင်တယ်ဘုရားကရုပ်ထုတော့ပက်ရှိမမောက်တာစွန့်ဖုံးတတ်တာလည်းမဟုတ်ဘူးပန်းစီမိကတ်နေလို့လည်းဘာမှသိမှာမဟုတ်ဘူး တပည့်တော်စီတဲ့ဒီအတွင်းဝင်လာတော့လုံရိုးလုံစင်မို့တော့လုံနေရတာသိပ်ပြီးအာရှိပါရှိမဖြစ်လာဘူးမိစ္ဆာဒိဋ္ဌိအတွင်းဝင်နေတဲ့ဆုံးတက်ခံနေတဲ့အတွင်းဝင်ပြီးစိတ်แทမတင်မကြနဲ့ဖြစ်နေတယ်တွေ့တယ်မှာတဲ့အတွေ့ရမိစ္ဆာဒိဋ္ဌိမဟုတ်ပါဘူးကိုဉဏ်နဲ့မရှင်းလို့တန်လျာဖြစ်တယ်ဆိုတာဖြစ်ထိုက်လို့ဖြစ်တာပဲ။ သူများပြောသမျှဘုံမသိဘာမသိယုံနေရတာတဲ့ကိုဝိုင်းညာနဲ့တွင်းမိလို့တန်တရားဖြစ်တာပူကောင်းပါတယ်ဒါမှအတိအသိကိုရှာဖွေမှာပေါ့အတိရမှာလည်းညာဖြစ်မှာညာဖြစ်မှာမိမိလုပ်တဲ့လုပ်ငန်းပေါ့အာတုံခွန်ဆိုင်လုပ်နိုင်မှာသရှိထေရှားမြတ်ဖရာလို့သဘောထားပြီးကတ်လို့ပူသောရင်သရှိကိုလှူရတယ်လို့ကုသရတယ်ဆိုတာကိုကြားဘူးမှာပေါ့ကြားဘူးပါတယ် ဒါပေမဲ့အသက်မရှိတဲ့ယုံပူမှန်တည်တည်နဲ့သက်ရှိပါလို့ဘလို့နှလုံးသွင်းလို့ရနိုင်မလဲဖေဟာဖေဟာရှင်ကိုသွန်းတည်နန္ဒာပန်းရည်ချံကတ်လူရာမှာရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်တယ်။တချို့ကမီယိုဖလာတီနဲ့ကုသိုလ်ရလို့တချို့ကရေရရာအနေနဲ့လက်တော်အကျူတရားတစ်ခုကိုလူကျင်လို့တချို့ဝိပဿနာအာသံနဲ့ဆရာတော်ကြီးများကပန်းစီမီတို့ရဲ့ဖြစ်ပြ ုံဆုံးသွားမှုကိုဝိပဿနာတည်ရှိဖို့စသဘောလေအမျိုးမျိုးယူဆပြုလုပ်ကြတယ်။ဘယ်ယူရချက်နဲ့ပြုပြုရုပ်တုမှန်တည်တည်နဲ့သက်ရှိပြီးသဘောထားနိုင်မှုကတော့ဘုရားရှင်ကဝကလိမထေကိုဟောခဲ့တယ်လို့တရားကိုမြင်မှအဘုရားကိုမြင်မယ်ဆိုတာပါပဲ။ဘုရားရှင်ပေါ်စိတ်ချလက်ချယုံကြည်ဖို့ဆိုတာကလည်းကိုယ်မှာယုံနံကွဲတဲ့ဉာဏ်တော့ ချိတ်တင်တယ်လို့ယူဆရဲဥစဉ်ခံယူခြင်းနဲ့ပြုလို့ပုံကိုပြောပြမယ်မဖုံးပေးတတ်မှန်တိတိနဲ့စွန်စီမီရေချမ်းကတ်လုံနေတာဟာအရှင်ဘုရားပေါ်တပည့်တော်ရဲ့ယုံကြည်မှုကိုပြတာပါဒီလိုယုံနံတရားတစ္ဆာလေးပါတရားမျိုးကိုဘုရားရှင်ကလွှဲရင်ဘယ်ပုဂ္ဂိုလ်ကမှထုတ်ပေါ်ဟောနိုင်တာမရှိဘူးဆိုတာကို ွေးမဲ့ယုံကြည်ပါလေဗျာပฏิပဌံမကင်လာဒုက္ခအလုံးကငြိမ့်စေတယ်ဆိုတာကိုယုံကြည်ပါတယ်ဒါကြောင့်တပည့်တော်ရဲ့ယုံကြည်မှုရိုသိမှုကိုပြတော်အပြင်အရှင်ဖျားမုံမြတ်သောစွန်းတတိပန်းကြီးချမ်းကလူတာပါဗျာစုပတ်စုံကပ်ပြီးချိန်မှာဘုရားရှင်ဆုံးဖုံးပေးနေပုံကိုအာယုံပြုတယ် ဘုရားရှင်ကိုကတ်လို့ပူဇော်တာကျေးဇူးတရားကိုသိတဲ့အနေနဲ့ကတ်လို့လာလို့လည်းအချို့ကပြောကြတယ်ကျေးဇူးရှင်တို့အတိမတ်ပြုဖို့ကလည်းတရားကိုမြင်မှဖြစ်မှာပါဘုရားရှင်အကြိုက်ဆုံးဖြစ်တဲ့တရားထုတ်ခြင်းနဲ့ကျေးဇူးဆက်တာကပိုစင့်မြင်တယ်မိမိကိုယ်ကိုယ်သာပြန်ပြီအခုလိုပူဇော်တာမေယိုးဖလားမို့လားလောကီအလိုပြည့်ဘူးလား ်လက်စွာဘုရားရှင်ကတတော်ရရဲ့လောကီလောကအကျိုးနှစ်ရလုံးတွေပွင့်ခဲ့တာဖြစ်လေတော့လောကီအကျိုးတွေမလူရဘူးလို့မဆိုလိုဘူးယရယာနီနဲ့ပဲလူလူကုသိုလ်မန္တရားကလောကောင်းတာကြီးပဲဦးစင်းကတော့လူတွေချင်းမှာကုသိုလ်ရသလားရမရသလားဆိုတာကိုတော့မတွေးဘူးလောကီအကျိုးတစ်ခုခုပြပါသေးဆိုရက်ရည်ရွယ်ချက်လည်းမရှိဘူး ဖယားရှင်ကိုယုံပါတယ်ဆိုမှတော့ကံနဲ့ကံရဲ့အကျိုးကိုယုံထားပြီးပြီပဲလောဘီအကျိုးတော့ကိုယ်သိရှိနေရင်ကတ်လူပူဇော်ခြင်းမှာလောဘစိတ်ဝင်လာနိုင်တယ်လောဘဖြစ်လိုက်ကိုယ်ကုသိုလ်ကလွတ်လွတ်ဆွနာမျိုးမဟုတ်လို့အစ်စ်မမြင်တော့ဘူးဝိလေကုသိုလ်မျိုးဖြစ်သွားတယ်ဆုံးစသည်ကပ်ပြီးကျေးဇူးဆက်ပါတယ်လို့လည်းနှလုံးသွင်းနိုင်တယ်လို့တရားထုတ် ်မြင်တဲ့လောက်ကိုပြန်မျှဝေဒါကိုပဲကျေသူဆက်တယ်လို့မြင်တယ်အချုပ်ကတော့ဖရားကိုမြင်မှုကတရားကိုမြင်ရမဆိုတာပါပဲဒါဆိုကုသိုလ်လုပ်ငန်းမှန်သမျှအတိတ်ပဲရှိလာပဲအရှင်ပညာသီရိရမကျောင်းကျောက်စိတ်ဖြစ်ရတာတိုင်လာစာအုပ်မှာထုံနှုတ်ပတ်ရှိတယ်